ငယ်တော့ဟိုငယ်ကြီးသားလေငယ်ကြီးသားလည်းအဲ့လိုမျိုးစင်တူထိုးထားရရှိအခါယူကောင်းထီးနဲ့ယူကောင်းမအော်ယူကောင်းမလေးဖြစ်ချက်ဖန်အစစ်မဟုတ်ဘူးဒီတိုင်းပဲပေါ်ပူလာဖြစ်ကျင်လို့အတန်းရှင်းရှာကျင်လို့တချို့ကြတော့အဲ့လိုလာပြိုင်နေလို့ထင်ကြတယ်ပေါ့နော်အမှန်ကတော့မဟုတ်ပါဘူးပေါ့နော်ဖိုးရေးတင်းဆောင်ထားတဲ့ဝိုင်းဝိုင်းစုခိုင်သိန်းရဲ့တချင်းနဲ့ ခံစားချက်တွေသိမထည့်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီအနေအထားမှာတော့ကိုကဒီလောက်ခံစားနေရတယ်ဆိုရင်နောက်ပိုင်းနေမှာကျွန်တော်ဒီအနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေမှာလုပ်ခဲ့ရင်တော့ပို့ပြီး blame နာရဲ့ comment တွေဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုးဆိုပို့ခံစားရမှာဆိုတော့တိတ်ပြီးတော့ခေါင်းထဲတော့သိမထားဘူးပေါ့။သူတက်တဲ့အကြဆုံးကတွေ့ဦးတာရှင့်တက်ပါ။ဟုတ်။ဘာလို့ကိုရဲသွားလဲဆိုတော့ဘာသာမတွေ့လို့ကိုကဘာမှမဖြစ်ဘူး။မိဘတွေကကြာတော့လူဘာသာမပြောဘူး။ အဆင်မပြေဘူးပေါ့နော်သူတွဲခဲ့တဲ့ရီစာတွေအဲ့လိုတက်တန်းနေအဲ့ဆိုကျွန်တော်ဆိုမသိဘူးတော့နော်အဲ့အဲ့အကြောင်းအရာတွေဆိုလဲအဲ့ပြိုင်ပွဲရောက်တော့မှကျွန်တော်သိရပြတ်သွားတဲ့အချိန်မှာသူဘလို့ကုစားခဲ့လဲအချိန်တိုင်းတာတွေတခုပေါ့နော်အဲ့လောက်ထိကိုကျွန်တော်ဆိုရင်နိုင်နိုင်ချိုချိုဟိုပါဖြစ်ခဲ့တာပေါ့နော်သူနေရာမှာပြောမယ်ဆိုရင် fan တယောက်အနေနဲ့မဟုတ်ပဲနဲ့ဟိုမဖွေးဆိုတဲ့ character အနေနဲ့ပါဝင်ပြီးတော့ခံစားကြည့်ခဲ့တာပေါ့ ဟုတ်အဲဒေဝိမီမှာဝင်ပြန်ရခြင်းအရေးရွေးချက်ကပေါ့နော်ဟိုဟာမဖွေးကိုတွေ့ကျင်တာလည်းပါရပေါ့နော် ပြီးတော့မဖွေးနဲ့လည်းဟိုမဖွေးကိုလည်းအရင်ချစ်တယ်ငငယ်လေးတည်းကလည်းအားပေးဒါဆိုတော့အဲကိုကသူ့ရဲ့ fan တယောက်အနေနဲ့ပေါ့နော်အဲသူနဲ့လည်းအဲရင်းနှီးခွင့်ရမယ်ပြီးရင်နင်းနီးကက်ကက်ပေါ့နော်အဲ့လိုမျိုးဂိမ်းတွေအတူတူကစားရမယ်ဆိုတော့အဲအကြောင်းမို့ပေါ့ အဓိကတော့မဖွင့်တဲ့တွေ့ကြုံလို့ဒီပြိုင်ပွဲဝင်ချိုင်းဖြစ်သွားတာဖြစ်ပါတယ်။အကြောင်းအရာတော်တော်များများကျွန်တော်မဖွင့်တဲ့ပတ်သက်ပြီးသိရတယ်။ဒါပေမဲ့ဟိုမေးလိုက်တဲ့မေးခွန်းလိုက်မှလည်းဆုံးတော့ပြောလို့ပေါ့နော်။ဟိုအဖြေသိနေလေဟိုကိုကက်ပေါ်ကက်ရွေးချယ်တဲ့ပုံမှာနံပါတ်1ကြာမှာကွာအရင်ဖြေရတာဆိုတော့အကဲကွာအဖြေသိနေလေနံပါတ်2ကြီးသွားကြထားရင်အရှိရတစ်သမားဖြေသွားပြီဆိုရင်ကျွန်တော်ကဒီအဖြေမှန်ကိုထပ်ပြီးတော့ရွေးချယ်ခွင့်မရှိဘူး။မရှိတဲ့အတွက်မှားနေလေအဖြေမှားနေလေမှားနေတဲ့အလျောက်အပေါ်မှာသွားပြီးတော့ရက်ကြရယ်ပေါ့နော် အဲအဲ့လိုမျိုးဆိုတော့အဲတချို့အပိုင်းတက်မှာကျွန်တော်တို့ပြသွားတဲ့ချိန်မှာဘလို့ကောမတီကျွန်တော်များဟိုမန်းကြရပေါ့မန်းတဲ့ခါမှာအဲဒီပြိုင်ပွဲဝင်တွေကပြောမယ်ဆိုရင်ဖွေးရဲ့ fan အစစ်မဟုတ်ဘူးလို့အဲသူတို့ဆိုရင်ဒီမှာဝင်မပြိုင်ပဲနဲ့တော့မှဒီ social media ကနေကြည့်နေတော့မှသူတို့ဖြည့်တာအဖြည့်တွေမှန်တယ်ပေါ့နော်အဲတချို့ကြတော့လဲငါတို့ကဝင်ပြိုင်လိုက်ရင်ငါတို့ဒါဝင်လာဖြစ်မှာတော့အဲ့လိုမျိုးပြောကြတယ်ဟုတ်အမျိုးမျိုးပြောကြတာပေါ့နော်အဲ့လိုမျိုးမျိုးမျိုးပြောကြတယ်ဆိုတော့ကိုယ်ကြတော့အဲ့လိုအချိန်မှာပြန်ပြီးတော့တော့ ပြန်ပြောပြန်ပြောချင်တဲ့စိတ်မျိုးတော့ဖြစ်တာပေါ့ဒါပေမဲ့ဟိုဒီဘက်မှာလည်းကျွန်တော်ကပြိုင်ပွဲဖြစ်တာဖြစ်တာဆိုတော့စီမင်းစည်းကမ်းနေရာရှိတဲ့ရှိရအတွက်ကျွန်တော်တို့ဘက်မှာပြန်ပြီးတော့ပြန်ပြောခွင့်လည်းမရှိဘူးဟိုရှင်းပြခွင့်လည်းမရှိဘူးအားကြောင့်မလို့ဟိုအဓိကအကြောင်းအရာတော့ ဟိုလာပြိုင်တဲ့လူတိုင်းကတော့အကုန်လုံးကတော့သူ့ဟာနဲ့သူမဖွေးကြအောင်အကုန်လုံးသိပါတယ်ဟိုမဖွေးဖန်အစစ်တွေအစစ်တွေရှိတယ်လို့တကယ်လို့အစစ်မရှိခဲ့ဘူးမဖွေးဖန်အစစ်မဟုတ်ဘူးဆိုရင်တော့မှများသောအားဖြင့်မဖွေးကြအောင်လေးလာပြီးတော့မှဝင်ပြိုင်တဲ့လူတွေပြည့်ဆိုတော့အဲမေးတဲ့မေးခွန်းလိုက်ကတော့အဖြေလူတိုင်းကတော့အကုန်လုံးကသိတာပေါ့နော်အဲအားကြောင့်မလို့အဲအဓိကကန်တရားနဲ့လည်းဆိုင်သွားဖြစ်တဲ့အောင်ကက်ရွေးတဲ့ပုံမူတည်ပြီးတော့ကက်နံပါတ်1ကြားတဲ့လူကတော့အရင်ဆုံးဖြေခွင့်ရတာဆိုတော့သူကတော့အားသာတာပေါ့ဂျန်နဲ့နှစ်တော့သုံးလို့လေးတော့တော့သူရွေးချယ်တဲ့ မားတဲ့ကတ်ကြမာတာဟိုအမှန်ကိုရွေးလို့ရမှာဆိုတော့ကန်နယ်လည်းတော်တော်ဆိုင်ပါတယ်ဟိုမပွေးချောင်းမသိပဲနဲ့တော့ဝင်ပြိုင်ထားတာမျိုးတော့မရှိဘူးပေါ့နော်ကျွန်တော်တို့တွေအကုန်လုံးကတော့ဖန်အစစ်မဟုတ်ဘူးဒီတိုင်းပဲပေါ်ပူလာဖြစ်ကျင်လို့အတန်းချင်းရှာကျင်လို့တချို့ကြတော့လို့လာပြိုင်နေလို့ထင်ကြရပေါ့နော်အမှန်ကတော့မဟုတ်ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဆိုလဲအခုလက်အဒီလက်တလောမှာဒီအနုပညာနဲ့ပတ်သက်တဲ့အားတွေပဲအလုပ်တွေပဲလုပ်နေတာပေါ့နော်အလုပ်နေတာဆိုတော့ မဖွေးနဲ့စပြီးတော့စကြီးလာပြိုင်ပြီဆိုတော့ကိုကအတန်းရှင်းတစ်ခုလိုချင်လို့လာပြိုင်တာမျိုးတော့မရှိခဲ့ဘူးပေါ့နော်အဲဒီမဖွေးနဲ့ရင်းနှီးခွင့်ရခြင်းနဲ့ဟိုကျွန်တော်တို့ဒီ shooting အပြင် shooting တွေမှာဆိုလဲတွေ့နေရပဲဒါပေမဲ့အပြင် shooting မှာတွေ့တာထက်ဒီမှာကျတော့တရင်သနီးဖြစ်တယ်ဖြစ်တဲ့အတွက်ဟိုပို့ပြီးတော့ရင်းနှီးခွင့်ရတယ်အဲဒီဟာကြောင့်မို့ကျွန်တော်ကလာပြိုင်တာပေါ့နော်အတန်းရှင်းရှာခြင်းတာမျိုးတွေပါမျိုးတော့မရှိဘူးပေါ့နော်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကသိပြီးတော့ခံစားရတဲ့အထက်မှာတော့မပါဘူး ဟိုဘယ်လိုပြောလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီအနုပညာနဲ့ပတ်သက်ပြီးတော့လောက်ကင်နေရလူပေါ့နော်အဲဒါမဲ့ဘယ်လိုပြောမလဲနာမည်ရတာမရတာနဲ့ပဲကွာသေးတာပေါ့ဟိုလက်တော်ကအနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေပဲလုပ်တယ်လုပ်တဲ့အတွက်အဲဒီအနုပညာလမ်းကြောင်းကိုရှောက်ပြီဆိုတဲ့ကတော့အများသောအဖြစ်ကဝေဖန်ရမယ်ဆိုတာလည်းသိတယ်တိတိယနဲ့ကျွန်တော်တို့ကလုပ်တယ်လုပ်တဲ့အတွက်အဲတချို့ comment တွေအဲ့လိုမန်းတဲ့ခါကျရင်ကျွန်တော်ကတိတ်ပြီးတော့ဟို ခံစားချက်တွေတိတ်မထည့်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီအနေထားမှာတော့ကိုကဒီလောက်ခံစားနေရတယ်ဆိုရင်နောက်ပိုင်းနေမှာကျွန်တော်ဒီအနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေမှာလုပ်ခဲ့ရင်တော့ပို့ပြီး blame နိုင်တဲ့ comment တွေဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုးဆိုပို့ခံစားရမှာဆိုတော့တိတ်ပြီးတော့ခေါင်းထဲတော့တိတ်မထားဘူးပေါ့။ဟိုတချို့ကြတော့ပြိုင်ပွဲဝင်တော်တော်များများကျွန်တော်ဆွမ်းတော့ဖြေသွားတာကျွန်တော်စိတ်နေစိတ်သားဖြေသွားပါဘောနော်ဟိုကျန်တဲ့လူတွေတချို့ဆိုရင်ဟို ကျွန်တော်တို့ contact တွေရှိကြရပါဘောเนาะအာတို့ဆိုရင်ဝင်ဖတ်တဲ့အချိန်မှာဘယ်လိုမျိုးဟိုပြန်ပြောခြင်းနာမျိုးတို့ပြန်ဆိုခြင်းနာမျိုးတို့အဲ့လိုမျိုးရှိကြတယ်တချို့ဆိုရင်တင်လာဟိုစိတ်တက်အဲ့လိုမျိုးဟိုညစ်တာတွေပါစိတ်ညစ်တာတွေအဲ့လိုမျိုးဖြစ်ကြရပါဆိုတော့ပြိုင်ပွဲဝင်နေရဟိုတယောက်နဲ့တယောက်ကမတူကြဘူးလေစိတ်ခိုင်ကြခြင်းအကြောင်းဟိုကျွန်တော်တို့ပြောမယ်ဆိုရင်လက်ငါးချောင်းလောင်အတူရှေ့ကမညီသေးတာဆိုတော့ကျွန်တော်တို့ပြိုင်ပွဲဝင်စိတ်တွေကလည်းတယောက်နဲ့တယောက်မတူဘူးပေါ့နော်တချို့ဆိုရင်တော့အဲ့ comment တွေကို like ခံစားပြီးတော့ ိုစိတ်တက်ကြတာမျိုးစိတ်ဆင်းရဲတာစိတ်ညစ်တာတွေတော့ရှိကြတာပေါ့ကျွန်တော်အနေနဲ့ကတော့အဲ့လိုမျိုးတွေတော့မရှိဘူးဟုတ်မဖွေးပေါ့ကျွန်တော်တို့ထားတဲ့ချစ်ချင်းမြတ်တာတရားအတိုင်းနာဘယ်လောက်ထိဘယ်လောက်ထိရှိလဲဆိုတာကျွန်တော်တို့အတိဆုံးကံကံရှင်တွေပဲသိမယ်တခြား TV ဖန်သားပေါ်နေကြည့်နေလူတွေကတော့မသိနိုင်ဘူးပေါ့နော်အားကြောင့်မလို့အဓိကကတော့မဖွေးကိုတွေ့ကျင်နေမဖွေးနဲ့ရင်းနှီးခွင့်ရကျင်တာဖြစ်တဲ့အကြောင်းမို့ဒီပိုင်ဘက်လာ join နိုင်အားကြောင့်မဖွေးနဲ့ကိုနဲ့တဟစာတာတဲ့နေရပြီလို့ခံထားရကျွန်တော်ကတချို့မိကုန်းတွေဆိုရင်ကျွန်တော်တို့ကိုယ်နိုင်မမေးရဲတာတွေပဲရှိရဲဆိုတော့ အားနာတယ်ဘာလို့လဲတဖက်လူရဲ့ privacy ဖြစ်နေတာအကြောင်းကိုလေဟိုတော်နံဆိုလဲကျွန်တော်ကိုလာမင်းလဲကျွန်တော်မကြိုက်ဘူးလေကျွန်တော်အကြောင်းကိုလာမင်းကျွန်တော်မဖြေဘူးမကြိုက်ဘူးဒါပေမဲ့ဒီမှာကျတော့ပြိုင်ပွဲဖြစ်တာအကြောင်းမို့ပေါ့နော်ဟိုအမားပေါ့နော်ဟိုအတက်နိုင်ဆုံးဖြေးနိုင်လောက်တဲ့မိကုန်းနေဆိုသူဖြေးပေးွားပါတယ်တော်တော်လေးလဲဟိုစိတ်ထားပြေွားရယ်ပေါ့နော်ဟိုသူ့ဟိုအဲ့လိုမေးလိုက်တဲ့မိကုန်းနေမှာသူရှက်သွားတဲ့အချိန်တွေလည်းရှိတယ်အာပြီးတော့အဲ့လိုရှက်ရှက်သွားတဲ့အချိန်တွေလည်းရှိတယ်ပေါ့ အဲအဲ့အချိန်တွေတောင်မှ तू ကဟိုတချို့စိတ်ဆိုးစိတ်ကောက်တာမျိုးမရှိဘဲနဲ့ကျွန်တော်တို့အမှတ်ရပါစေဆိုတော့ဆန္ဒရင်းနဲ့ဖြေွားတဲ့မေခွန်းတွေလည်းရှိခဲ့ဒါပေမဲ့အဲ့လိုမေွားပြင်မဲ့လည်းတချို့ तू ဖြေလိုက်ပြင်မဲ့လည်းအဖြေအမှတ် မရလိုက်တာကြီးလည်းရှိရယ်ပေါ့နော်အားကြောင့်မို့ကျွန်တော်ကျတော့အာအမအောင်ပြောချင်တာအားတော့အားနာရယ်ပေါ့ဟုတ်မေခွန်းနဲ့ပတ်သက်ပြီးတော့ तू မပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့ သိကျင်တယ်တော်တော်များသိကျင်တယ်ပေါ့နော်သူမဖြေဝါရဲ့မိကုံးနေဆိုလဲဟိုသိကျင်တယ်ဘာလို့ဘာလို့သိကျင်လဲဆိုတော့မဖွေးចောင်းရအောင်စိတ်ဝင်စားလို့ပေါ့နော်လာပြိုင်တာဖြစ်ရကြောင်းမလို့မဖွေးចောင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးတော့ကျွန်တော်တို့သိကျင်တာပေါ့ဒါပေမဲ့လည်းတချို့မိကုံးနေကြတာလဲဒါသူ့ရဲ့ privacy ဆိုတာရှိသေးတယ်လीရှိသေးတယ်ဆိုတဲ့အတွက်မဖြေဝါတဲ့ပုံမှာလဲကျွန်တော်တို့ကအာမဖြေလို့အဲ့လိုစိတ်မကောင်းတာမျိုးစိတ်ဆိုးရတာမျိုးတော့မရှိပါဘူးဟုတ်သူတွဲခဲ့တဲ့ရည်စားတွေအဲ့လိုတက်တန်းတွေအဲ့ဒါဆိုကျွန်တော်တို့ဆိုမသိဘူးတော့နော်အဲ့အဲ့အကြောင်းအရာတွေဆိုလဲအဲ့ ပြိုင်ပွဲရောက်တော့မှကျွန်တော်သိရကျွန်တော်တို့စပြီးသိရတဲ့အချိန်ကျွန်တော်သူ့အကြောင်းနဲ့ပတ်သက်ပြီးသိရဆိုရင်အိုင်မဖွေးရဲ့အဖိုးအဖိုးအဖွားအဖေအမေပြင်အဲပြင်သူတက်ခဲ့တဲ့အကြောင်းပေါ့နော်သူစရဲ့အနုမြန်လောကရဲ့စဝင်ခဲ့တဲ့အချိန်နေပြင်ဘဲမဂဇင်းကနေဘယ်လိုမျိုးပြန်ပြီးဟွာဖြစ်တာလဲပြင်သူတချင်းဆိုအဖွဲတီထောင်ခဲ့တဲ့နာမည်ဒီခုနှစ်တည်းအဲ့အလောက်ပဲကျွန်တော်ကသိတာတော်တော်သူရဲ့ကိုရေးကိုတာပေါ့နော်အဲ့လိုပြောမယ်ဆိုရင် တမီးစားကိစ္စရောကျွန်တော်မသိဘူးပြောခဲ့ပါရဲ့ဘယ်နှစ်နှစ်တွေတွဲခဲ့တယ်အဲ့လိုမျိုးချိန်မှာကြောင်းမို့ဘာသာရဲ့ရေးကြောင်းလားဘယ်လိုလဲသူတို့ kiss လေးပေါ့နော်ရှိတဲ့အကြောင်းပြတ်သွားခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ချိန်မှာဟာတခုပဲဟိုကိုကအံ့ဩဟာအံ့ဩတာတဲ့အပြုံမှာ စိတ်မကောင်းဖြစ်တော့ဩသူနေရာကိုကျွန်တော်ခဏဝင်ခန်းစားလိုက်တဲ့အချိန်မှာအော်ကိုရာဆိုရင်ဒီဒီတသန်းတောက်လျှောက်ပြီးပေါ့နော်ဟိုချစ်လာပြီးတော့မှလက်တွဲဖြုတ်လိုက်တဲ့အချိန်မှာတော်တော်ကြီးခန်းစားရမယ်ဆိုလာရေးဟိုဟာဖြစ်တယ်ပေါ့နော်အဲ့လို ြတ်သွားတဲ့အချိန်မှာသူဘလို့ကုစားခဲ့လဲအချိန်တိုင်းတာတခုကိုပေါ့နော်အဲ့လောက်ထိကိုကျွန်တော်ဆိုရင်နှိုင်းနှိုင်းချူချူဟိုပါဖြစ်ခဲ့တာပေါ့နော်သူနေရာမှာပြောမယ်ဆိုရင် fan တယောက်အနေနဲ့မဟုတ်ဘဲနဲ့ဟိုမဖွေးဆိုတဲ့ character အနေနဲ့ပါဝင်ပြီးတော့ ခံစားကြည့်ခဲ့တာပေါ့ဝင်နာကကြတော့လေဘယ်လိုပြောချင်လဲဆိုတော့ရှေ့ပိုင်းမှာပေါ့နော်လူတွေတော်တော်များများဟိုပြောတာပေါ့နော်ဒီသူတို့အနုပညာတိုင်းဝိုင်းကလူတွေပဲဝင်နာပေးတာမျိုးတို့ရုပ်ချောတာမျိုးတို့ပြီးရင်အရက်ရှိတာမျိုးတို့အဲအဲ့လိုမျိုးပုံစံတွေအချက်လက်တွေကြောင့်သူတို့ကဝင်နာပေးတယ်လို့အဲ့လိုထင်ကြအမှန်ကြီးကတော့အဲ့လိုမျိုးအချက်လက်တွေကြောင့်တော့မဟုတ်ပါဘူးပေါ့နော် ဆိုတော့ပြိုင်ပွဲပြီးဆုံးသွားတဲ့အချိန်ကျရင်တိမာပါအဲဝင်တာဘာလို့ဖြစ်သွားလဲမဖြစ်သွားဘူးလဲဆိုတော့ပေါ့နော် ပြီးတော့ကျွန်တော်အနေကျွန်တော်ဆိုလဲဒီပြိုင်ပွဲစပြိုင်ပြီဆိုတော့အာပေါ့နော်ဟိုဝင်တာဖြစ်ကျင်ကြရပဲအကုန်လုံးရကတော့ပြိုင်ပွဲစဝင်15ရောက်လောက်ကဝင်တာဖြစ်ကျင်ကြလို့ပဲဝင်ပြိုင်ကြရပဲမပွင့်နဲ့လည်းတွေ့ကျင်ကြရတယ်ဝင်တာလည်းဖြစ်ကျင်ကြရတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်လဲကျွန်တော်ကိုကျွန်တော်ဝင်တာဖြစ်နိုင်လောက်တယ်လို့လဲဆိုလို့ရတယ်မဖြစ်နိုင်လောက်လို့လဲဆိုလို့ရပါပေါ့နော်အဲဒါကတော့ပြိုင်ပွဲရလကတော့ပြိုင်ပွဲပြီးသွားတော့မှအကုန်လုံးသိမှာပါဟုတ်